ဒီလပိုင်းတဲ့ပေါ်ပူလာဖြစ်နေတဲ့ရှမ်းရှိစာရီအတိကရတဲ့ရွှေတောင်ကြားကတရှမ်းကိုရောက်ပြီးကြပြီလားတွင်းစာရောကမနှက်စာအတိကဆိုပေမဲ့အခုတော့တနည်းလုံးစာရှမ်းစာအပြင်ထိုင်းစာလေးတွေကိုပါရှယ်ပလန်နဲ့မီနျူအဆောင်ရနေပြီမို့လို့လုံကနေ့လယ်စာထွားစားလာခဲ့ပါတယ်ဆိုင်ရောက်ကနေရှာတာကတော့ခောက်ဆွဲနေပါ ။လျှရန်ကကျဦးကြကြိတ်တာအစားဖလားအစုံနဲ့ပွဲထွက်တဲ့ခန်းတွင်မှာ ကျဦးချောင်းကအကျိုင်းထုံကနေလီရင်နဲ့တိုက်ရိုက်တယ်ထားရလို့ပြောပါရဲ့။ကျန်တဲ့အစာပလာတွေကပုံမှန်အတိုင်းမမင်းမုံနဲ့လေးရတော့အချားမစားခဲ့ဘူးရရခဲ့နည်းနည်းပိုထူတာကြောင့်ပစက်တဲ့မုံနဲ့နဲ့ရုပ်ချင်ရဲ့အစာပလာရဲ့ရောစမှုရဲ့ကိုအေးချမ်းအရသာရပါရဲ့ ဟောက်စင်ဂျင်းဆိုတဲ့ချိုင်းတုံမုန်တီလေးကချိုင်းတုံမျိုးရဲ့အထင်ကရခောက်ဆွဲပွဲလေးပါအဓိကအရာတာကစုပေ့စ်ကိုအချိုထွက်အောင်တရားဖြုတ်ထားတဲ့ဘုံဘရော့လေးရဲ့ခရမ်းကျင်သီးနှစ်လေးရဲ့ပဲဘုံမူမူစိမ့်စိမ့်ရဲ့ကလာပါရဲ့ ီနေ့ကနေ့လယ်စာနဲ့ဖောင်းစားလို့လားမသိစားနေကြတဲ့ဟင်းကြီးရဲ့အပေါ်ရန်စီလေးနည်းနည်းများတာကိုတော့တတိထားမိခဲ့ပါရဲ့ကျက်သွေးကလေးကတော့ဒီလို texture မျိုးအခြားဘက်မှာမစားခဲ့ဘူးသေးပါဘူးတတော် quality ကောင်းတာကိုပြဆက်တဲ့ခန်းစားမိပါရဲ့ဖန်ကောင်လေးတွေကလည်းဝါလို့ကောင်းပါရဲ့ ဆိုင်တော်မှုဒီဟင်းရီလေးနဲ့မျက်စာလို့ရှိရင်အရာအရာသာရှိပြီးတော့ချို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 ဝါလုကောင်နဲ့ဝတ်ဥချောင်လေးတွေကိုလည်းဒီမှာတော့ပင်အချင်းနဲ့ထပ်ပြီးတော့မှလို့ရပါသေးတယ် လေရင်ကြီးစီးပြီးလာတဲ့ကျိုင်းတုံဝက်ခောက်ကလေးကတော့မွားရွပွားထနေလိုက်တာမှဝါလိုက်တိုင်းတချွန်းချွန်းကိုဖြစ်နေရောပါပဲစီစနင်းနေထားတဲ့အရာသာနဲ့နေပြင်းတော့သူ့ကြီးစားတာတဲ့အချားဟင်းတပွဲပွဲနဲ့တွဲစားတာမျိုးဆိုလို့ရှိရင်ဒက်စထရာလဲပို့ပေါ်သလို အရာသာလေးရလေးလဲရောသွားပါရဲ့ကျသားသားကူလုံးဆိုတာကလည်းပေါမိအောင်နဲ့ရန်ကုန်မှာတော်တော်ရှာရှာပါပါပါ ။တရှမ်းမှာတော့ရှမ်းရှိစာတော်တော်ဆုံဆုံရတာနဲ့အခွင့်အရေးလက်လွတ်မကံမဲမှာစားခဲ့ပါရဲ့။ချက်သားတာသူကိုရှေ့တစ်ခေါက်ကနည်းနည်းပေါ့လို့ဆိုပြီးတော့ပြောခဲ့တာ။အခုတစ်ခေါက်မှာအရသာမပေါ့တော့ပဲပါးစပ်နဲ့အပြေးတာကူရဲ့ထုတ်ထုတ်အီးဒက်စထရာရဲ့ချက်သားအနေရဲ့ချိုလေးလေးအရသာရဲ့အပေါ်ကစီချက်မှုမှုရဲ့ကို အပြေးအဝရလာတော့စိတ်ကျေနပ်ခဲ့ပါရဲ့။ ရှန်တမောဒီထုတ်လေရလေပုံစံကြည့်တော့ဒါဘဲပုတ်တကိုနဲ့အယောင်မျိုးနေပါမယ်။ပါဇက်ထဲကိုပထမတလုတ်သားထည့်လိုက်။လက်ပကံဘလူးကုန်းလုံးကုန်းသားမှမသိအောင်ကိုစားချင်ပါမယ်အရာတာမျိုးပါ။ပူပြောတာမဟုတ်ဘဲနဲ့ဒီလိုဘဲပုတ်အရာတာကောင်းမှုမှုကိုရန်ကုန်မှာမစားရတာကြပါဗော့။ကျွကျွဆဆလေးနဲ့ဝါလူကောင်းနဲ့တင်းမောမြင်တစ်ခုချင်းစီမှာပေးပုတ်ရဲ့အရာတာအပြေဝါရပြီးပါရိတ်စီချက်ကလည်းထွတ်ထွတ်ကဲ့ကဲ့ကိုမှုေးပါရဲ့ ပုံမှန်ဆိုရှမ်းပြည်ဘက်ခရီးသွားလို့ရှိရင်ပင်စိန်တီးထောင်စားနေကြပါမယ်။သရှမ်းမှာတော့ပင်စိန်တီးတုပ်လေးရလို့ကြီးလာခဲ့ပါရဲ့။အသေးလေးကိုလှည့်ဖြတ်ပြီးငရုတ်စီချက်ကလေးတွေမြေဖဲဆန်ထွေးထွေးလေးတွေနဲ့တုပ်ပြထားတာပါ။ဝါလိုက်တဲ့အခါမှာပင်စိန်တီးကိုမိမိရရဝါရတာမို့လို့အတုံးလေးတွေကထွက်လာတဲ့ချိုးချင်းအရသာအသေးကြီးလေးတွေရဲ့ အပြင်ကနေနေထားတဲ့အရာတာတွေရယ်နဲ့အရေးယူခြင်းစရာကလေးပါပဲအချင်းမောင်းဖန်နေဆိုလို့ရှိရင်မြကြည့်တင်ပါတယ်ဝတ်သက်ချင်ချက်ဥကျော်လေးကချက်သမိတ်တွေနဲ့မွေးနေအောင်ကြော်ထားပြီးဝတ်သက်ချင်ကဝက်စီဝက်ခောက်ကလေးတွေကိုဝါမိလိုက်ငရုတ်တီပပရဲ့အရာတာလေးကရလာလိုက်ဆိုတော့ထမင်းအရာမင်ခဲ့ပါတယ် ိတ်ချုံငန်းဆမ်းမွေလေးနဲ့သရှမ်းမှာပဲရတဲ့မင်းယူလေးမို့လို့အဲ့ကိုရောက်လို့ရှိရင်စားဖို့စားခဲ့ရမယ်နော်အချားရတာဟင်းချိုတွေအားလုံးထဲမှာလုံကရွှေပဲရွက်ဝတ်တလုံးဟင်းချိုလေးကိုရွေးထားပါတယ်ရွှေပဲရက်ကလေးချိုချက်ကဟင်းရည်ကြီးကြီးပူပူလေးပါးစပ်ကနေပိုက်ထဲရောက်သွားတဲ့အထိကိုနှွေးထွေးချုံမြနေရောပါပဲ ဝက်တလုံးလေးကလည်းဟုံးမိန်မို့လို့ရွှေပဲရွက်ဟင်းချိုလေးရဲ့အချိုကိုပို့ပြီးတော့ပန့်ပိုးနေတယ်လို့ပါထမင်းလေးစားလိုက်ဟင်းချိုလေးတောင်းလိုက်နဲ့မိုးအုံးနဲ့ရမအလိုက်ဖက်ဆုံးဖြစ်ခဲ့ပါတယ်ဝက်ခောက်အစိုးကိုချင်းဆက်ချက်ထားတဲ့ဝက်ခောက်ချင်းဆက်လေးရလေထမင်းနဲ့တွဲစားလို့ရှိရင်ပါဇက်ထဲမှာဝက်ခောက်ဤတုံလေးကိုဝမ်းရည်ယူကြလာတဲ့ source တွေကြောင့်ရောပြောချက်ထားတဲ့အသေးရွက်တွေကြောင့်ရောကြိုးကြိုးချွတ်ချွတ်အီအီဆက်ဆက်နဲ့တလုပ်ပြီးတလုပ်စားစီချင်ပါတယ် ရရှန်က raspberry အကုန်လုံးကိုရှမ်းရှိမှာမွေးခဲ့ကြည့်ခဲ့တဲ့နိုင်ရှင်တီတီကထုတ်ပြီးတော့အာဝင်ပစ္စည်းတွေကိုအစားချိုင်းထုံကနေ flight နဲ့တဲတာဆိုတော့ရန်ကုန်မှာထိုင်နေလျက်သာချိုင်းထုံမျိုးကအမျိုးအိမ်မှာနွေနွေထွေထွေထိုင်စားနေရတယ်လို့လက်ရနဲ့အရာတာကိုရှာပါတယ်။နိုင်ရှင်တီတီကဟင်းတွေချက်တာအပြင်မုန်းဖုတ်တာကိုပါဝါသနာပါတော့ home baked cheesecake လေးကိုရောလုံးကအချိုတဲခဲ့ပါသေးတယ်။ ေရှမ်းမှာဈေးနှုန်းတွေအနည်းငယ်ရတော့1500ခန်းနေစားပါတယ်။လုံစားခဲ့တဲ့ဟင်းပွဲတွေရဲ့ဈေးနှုန်းကတော့1500ခန်းနေ18500အထိပါ။စားပွင့်စားကတော့မနက်စာကိုအတိအကထားရောင်းတာပဲမယ်။အခုနောက်ပိုင်းမှာတော့နေ့လယ်စာညနေစာတွေအထိမနက်9နာရီခွဲကနေညနေ9နာရီအထိဖွင့်နေပါတယ်။ဆိုင်အတွင်းဘက်က decoration ပြင်လာတာလေးကအရန်လာပြီးတော့မိုးမအောင်တဲ့ရက်တွေမှာအလင်းရောင်ကောင်းကောင်းဝင်လို့ photo chain နဲ့ဖြစ်ပါတယ်။ private room တွေအပြင်ဝိုင်းတွေရောရှိတယ်လို့မျိုးချမ်ပီအပြင်မှာဆိုရင်လည်းညနေနေရရင်တို့ဆောင်းနေဖတ်တို့ဆိုလေးတဖြူဖြူနဲ့ထိုင်လို့ကောင်းပါတီလို့လို့တောင်းမယ်ကြည်ကြဲလွင်လွင် outside area လေးရှိပါတယ် pet friendly ဖြစ်တယ်လို့သိရတော့ခုကလေးလေးတွေခေါ်လာခြင်းရင်လည်းအဆင်ပြေပါတယ်ကားပါကင်လည်းကျေရမှုလို့ gathering နေလုံးမယ်ဆိုလို့ရှိရင်စီရင်နဲ့ထည့်ထားတဲ့နေဆိုင်လေးဆိုလည်းမမပါဘူးเนาะအဆုံးထိကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ် Novel Lolly ထဲမှာပြန်ဆောင်ကြပါမယ်။တတ